ဖ်ဖန်နောင်စင်သူပြည်သက်တွေအတွက်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်ဤပညာတွေဗဟုသုတဖြစ်ဖွယ်ရာတွေကိုရွှေဖန်နဲ့လေယာစိုက်ပျိုးရေးနဲ့ဈေးကွက်သတင်းအချက်အလက်အေဂျင်စီ AMI ရဲ့ပူးပေါင်းစီစဉ်တင်ဆက်မှုအဖြစ်စိုက်ပျိုးပျော်ရွှင်ရွှေတီတခွင်းဆိုတဲ့စီစဉ်လေးကိုထုတ်လင်းတင်ဆက်ပေးလိုက်ပါတယ်။ အချိန်နဲ့အမျှပြောင်းလဲတိုးတက်နေတဲ့မြန်နှုံးမြင့်ပညာခေတ်ကြီးထဲမှာအပြိုင်ဆိုင်ထိုးဖောက်မှုတွေအသည့်အသည့်သောလှုပ်ထုံးလုံနည်းတွေပုံမကောင်းမွန်ကြွယ်ဝလာနိုင်စေမဲ့ရည်ရွယ်ချက်တွေကိုမြန်မာနိုင်ငံရဲ့ဒေသအသီးသီးကစိုက်ပျိုးတောင်သူတွေစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တွေအတွက်တတောင့်တနေရာကနေကူညီအားဖြည့်ပေးသွားမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်။ က်ပေးမယ့်အစီအစဉ်ကိုကုညီပံ့ပိုးပေးတာကတော့ဝိစာရာကမ္ပဏီလီမိတက်မှာပဲဖြစ်ပါရယ်ရှင် Sahara တို့တို့တို့ပန်တီရီလေး 血血滴就可以。 စဉ်ကနေရာသီပေါ်တည်နှံ့တွေအတွက်စိုက်ပျိုးသူတွေကိုယ်တိုင်တွေ့ကြုံရမယ့်အခက်အခဲတွေကိုကွင်းဆင်းလေ့လာမေးမြန်းရင်းတစ်ဆက်တည်းမှာပဲတည်နှံ့တွေအလိုက်သက်ဆိုင်ရာပညာရှင်တွေရဲ့သုံးသပ်ချက်တွေရှင်းရှင်းလေးတွေကိုပါရွေးချယ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။အခုလည်းလက်တလောရရှိထားတဲ့တည်နှံ့ဆိုင်ခင်းတွေရဲ့ဈေးကွက်သတင်းအချက်အလက်တွေကိုသူတို့ရွှေဖန်ရဲ့အနောင်စာများဖြစ်ကြတဲ့မန်ထက်နဲ့အင်တရာတို့ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ မေလတတိယပတ်မှာဖြစ်ပေါ်ခဲ့တဲ့တီးနှံစည်းကွက်အခြေအနေတွေကတော့ မန္တလေးကုန်စီတိုင်းမှာပြည်တွင်းအမြေပဲဆန်တွေကိုတရုတ်နိုင်ငံကနေရသလဝယ်ယူနေလို့မြေပဲဆန်စင်းလုံးမြင့်တက်နေတယ်လို့ဒေသခံကုန်တယ်တွေကနေသိရပါဗျ။အရင်အထက်တပိတ်တာကိုကြက်400ခန့်ဈေးတက်လာပြီးတော့မြေပဲဆန်အမျိုးအစားတွေတဲ့အနီဆန်အလုံးဆန်နဲ့အဖြူဆန်တွေကိုဝယ်ယူတာများတယ်လို့ပဲကုန်တယ်ဦးကျင်ဝင်းကပြောပါတယ်။ကုန်စီတိုင်းမှာပြည်ပကိုတင်ဖို့တဲ့ပဲမျိုးစုံရှိတဲ့အထက်ဟာမှမြေပဲတစ်မျိုးတည်းဟူတာရုတ်တရက်ဈေးမြင့်လာတာဖြစ်ပါတယ်။ဈေးကွက်ထဲမှာဂျပန်လုံးဆန် S1 လုံးဆန်နီလုံးဆန် S1 ဆန်ပြန့်ဆန်နီဆန်ရှမ်းနဲ့ရွေးဆန်အညာကုန်းကျွန်းစတဲ့မြေပဲအမျိုးအစားတွေအယောင်းဝယ်ဖြစ်နေကြသလိုမြေပဲအတစ်ပေါ်ချိန်မှာအခုလိုတိဝဲလိုအားကောင်းလာတာကပြည်ရင်းကစီကြိတ်လုပ်ငန်းတွေပေါ်တက်ရောက်မှုရှိနိုင်တယ်လို့ကုန်တယ်တွေကသုံးသပ်နေကြပါတယ် ARD တိုင်းဒေသကြီးမှာမိုးစွားဆိုင်ဧကရီအတွက်တောင်သူ၃000နီးပါးကိုစိုက်ပျိုးစရိတ်ချင်းငွေစတင်ထုတ်ပေးနေပြီလို့ ARD တိုင်းမြမလေယာဖွံ့ဖြိုးရေးဘဏ်အနေသတင်းရရှိပါရယ်။ဧက2000ခန့်အတွက်ကြက်တန်းပေါင်း၃000ကိုအခုလအလယ်ကနေချေးပေးနေကြရမှာမြို့နယ်14ခုကကြေးရွာအုပ်စု30ခုကိုထုတ်ပေးပြီးပြီလို့ဘဏ်မန်နေဂျာဦးတန်းထေအောင်ကပြောပါရယ်။ ARD တိုင်းအတွက်ကိုကြက်တန်းပေါင်း၄သိန်းအထိထုတ်ချေးပေးမှာဖြစ်ပါရယ်။ဒီနှစ်မှာပထမဆုံးအနေနဲ့တဧကကိုကြက်3သိန်းခွဲပေးမှာဖြစ်ပြီးတော့အတူနှုံ င်းကတော့၈ကြက်နှုတ်ပေးရမှာဖြစ်ပါတယ်။၂015ခုနှစ်ကလယ်သမားတွေကိုကြက်တန်းပေါင်း9သိန်းနီးပါးကိုထုတ်ချေးပေးခဲ့ပေမဲ့ကျွေးကြက်ကြက်တန်း9000ကျော်ရှိနေတယ်လို့သိရပါတယ်။ နှွေးဆန်တွေပေါ်လာတဲ့ရာသီချိန်မှာတရုတ်ပြည်ဘက်ကနေလဲဝဲလိုအားတွေကျဆင်းသွားလို့ပြည်တွင်းစံစည်းစက်တိုက်ကျဆင်းနေတယ်လို့မြန်မာနိုင်ငံစံစပါအတင်းချုပ်ကပြောပါရယ်တရုတ်အစိုးရကပြည်တွင်းကပို့ကုန်တွေကိုဖမ်းဆီးနေတာတွေနဲ့ဒေါ်လာဈေးတွေကျဆင်းနေတာတွေကြောင့်အခုလိုဈေးကျတာလို့အတင်းချုပ်ဥက္ကဋ္ဌဥအောင်မြင့်ကပြောပါရယ်ပြီးခဲ့တဲ့ဧပြီလတုန်းကစံကျန်းစပါတင်းတရာကိုကျက်9သိန်းခွဲဝင်းကျင်ရှိရာနေလက်ရှိမှာတော့တင်းတရာကိုကျက်4သိန်း8000အထိကျဆင်းသွားပါရယ်ပြည်ပကိုတင်ပို့နေတဲ့စံတွေရဲ့80ရာခိုင်နှုန်းက မူဆယ်ကနေတရုတ်နိုင်ငံကိုဝင်ရောက်သွားတာဖြစ်တယ်လို့အာဖရိကဥရောပနိုင်ငံတွေနဲ့အာဆီယံနိုင်ငံချို့ကိုလည်းရန်ကုန်စိတ်ကမ်းအနေနဲ့သင့်ပင်လယ်ရေချောင်းခီနဲ့တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။2014နဲ့2015ဘဏ္ဍာနှစ်မှာပြည်ပနိုင်ငံတွေကိုစံတန်ချိန်1.8တန်းတင်ပို့နိုင်ခဲ့ပြီးမြဲအခုဘဏ္ဍာနှစ်မှာတန်ချိန်1.4တန်းသာတင်ပို့နိုင်တယ်လို့စီးပွားရေးနဲ့ကူးတန်းရောင်းဝယ်ဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာ။တရုတ်နိုင်ငံဘက်ကနေတကြားတင်ပို့နေတဲ့ဈေးကွက်ကိုကန့်သက်ချက်တွေပိုလောက်လာလို့ ပြည်တွင်းဟာတခြားဆက်ယုံတွေနဲ့ကြံစိုက်တောင်သူတွေအတွက်အခက်အခဲတွေဖြစ်နေကြတယ်လို့မြန်မာနိုင်ငံတခြားနယ်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေသိရပါဗျ။ပြည်တွင်းကနေတရုတ်ဘက်ကိုထွက်တဲ့နေကြားထွက်ပေါက်တွေကိုပိတ်ဆို့တန်ဆူချိုခတ်တာတွေကိုတရုတ်ဘက်က လုပ်နေတာကတခြားဈေးကွက်ကိုထိခိုက်မှုဖြစ်တယ်လို့ပြည်တွင်းကတခြားတွေကိုကုန်အောင်မဝယ်ယူနိုင်ရင်ပြည်တွင်းဈေးကွက်ထဲမှာတခြားတွေချရောင်းဖို့ကတောင်သူတွေအတွက်စိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့အသင်းဥက္ကဋ္ဌဦးစိုးလင်းကပြောပါဗျ။ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့နှစ်နိုင်ငံအစိုးရရဲ့တရုတ်ဝင် ဘောတူညီချက်နဲ့တကြားတင်ပို့နိုင်ဖို့ပြည်တွင်းကတကြားချက်လုပ်တဲ့ကာလမှာပြည်ပကတကြားတင်သွင်းမှုကိုကန့်တတ်ဖို့နဲ့ပြည်ပတကြားတွေကိုအခွန်ကောက်ခံဖို့စီးပွားရေးနဲ့ကူးတန်းရောင်းဝယ်ဝင်ကြီးဌာနကိုအကြံပြုတင်သွင်းထားကြပါတယ်။ပြီးခဲ့တဲ့နှစ်ကပြည်တွင်းမှာတကြားလေးသိန်းဒီပါထုတ်လုပ်နိုင်ခဲ့တယ်လို့ထိုင်းနဲ့အိန္ဒိယနိုင်ငံတွေကလည်းတကြားတွေကိုပြည်တွင်းကကုန်တယ်တွေကနေတဆင့်ဝယ်ယူပြီးတော့တရုတ်နိုင်ငံကိုတင်ပို့ရောင်းချခဲ့ပါတယ်။ဒီသတင်းတွေကိုတော့ဈေးကွက်နဲ့သတင်းအချက်အလက် AMI ကပေးပို့ထားတာပါ။ ိုက်ပျိုးပျော်ရွှင်ရွှေပြည်တခွင်အစာလဲစေးစေးလဲအစာဆိုတဲ့မြန်မာဆိုရိုးစကားရှိပါတယ် လူတွေနေစဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာမှဆေးဘက်လဲဝင်အိမ်ရှင်မတို့ရဲ့မိဖို့ကြောင့်လည်းမလဲမပါမဖြစ်အသုံးဝင်တဲ့ဟင်တီဟင်ရွက်တတိဝက်လံများစွာရှိပါတယ်။အဲဒီလိုများစွာရှိတဲ့အထဲမှာမှအခုခါဆိုရင်တောင်ဆောင်တွေဂျိုင်ဝမ်းတွေပေါ်မှာရွှေပြောင်းတောင်ရစနစ်နဲ့စိုက်ပျိုးနေကြတဲ့ဂျင်းအတိကထားစိုက်ပျိုးတဲ့တောင်သူတွေရဲ့စကားသံတွေကို AMI ဝိုင်းတော်သူမက်ကီစုကရှမ်းပြည်နယ်ကဂျင်းစိုက်ခင်းတွေအထိတွားရောက်ပြီးတော့တွေ့ဆုံမေးမြန်းပေးထားပါရရှင်။ကမ္ဘာကျော်အေးလေးကောင်ကိုကာယံထားတဲ့တောင်တန်းကြီးတွေဟာ စိမ့်အောင်လေကြတဲ့စိုက်ခင်းလေးတွေနဲ့လှပနေပါဗျ။ရှမ်းယူမတောင်ဆောင်တွေဘောကဂျိုင်းဝမ်းတွေကြားမှာနေရာရရင်ရတယ်လို့ရှားကြံစိုက်ပြူရတာပါ။တချို့ကလည်းရွှေပြောင်းတောင်ရစနစ်နဲ့စိုက်ကြတယ်လို့တချို့ကတော့ရေမြေသဘာဝကောင်းလို့တိလှဲ့တိထက်စနစ်တွေနဲ့စိုက်ပြူကြပါဗျ။ရောင်ရွှေမြို့နယ်ကနေတောင်ပေါ်မြေနီလမ်းတိုင်းနှစ်နာရီနီးပါးလောက်ကားမောင်းလာခဲ့ရင်လမောင်ကွေးသဏ္ဍာန်တောင်တန်းတွေကြားကကြံပြားရွာလို့ခေါ်တဲ့တောင်ရိုးလူမျိုးတွေနေထိုင်တဲ့လေကြတဲ့စိုက်ပြူတဲ့ရွာလေးကိုရောက်ပါတယ်။ဒီရွာလေးကဂျင်းဆိုင်တဲ့လုပ်ငန်းနဲ့အသက်မွေးကြတာပါ။ အခုကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့သူတို့ကဂျင်းတွေစိုက်ဖို့မြေတွေတောင်ဆွနေကြပါပြီ။ကဲဒီလေတဲ့စိုက်ပျိုးရေးလုပ်ငန်းခွင်ထဲမှာသူတို့စိုက်ပျိုးပုံတွေနဲ့လုံနီလုပ်ငန်းတွေကိုလိုက်ကြည့်လိုက်ပါဦးမယ်နော်။ဟုတ်ကဲ့လက်ကလေးရောဟုတ်ကဲ့အမဂျင်းစိုက်တာဘယ်နည်းနဲ့ရှိပြီလဲ။အမရဲ့အခုလောလောဆယ်စိုက်နေတဲ့စိုက်ပုံစက်နည်းလေးနည်းနည်းတော့ပြောပြပါလား။ဒီမှာဂျင်းစက်တာငါနဲ့လို့ရှိပါ යි ။မိသားစု6ယောက်ရှိပါ යි ။ဘူးငါတို့မိသားစုအကောင်လုံးဂျင်းစက်ပါလား။ လူမျိုးမျိုးအရင်ဆုံးကျွဲ့နေသွားပေါ့ကျွဲ့နေကန်ကျွဲ့နေကန်ပြီးလူနဲ့လက်ထူလက်ထူပြီးတော့မှပေါ်ပြနဲ့အညောင်းလဲအညောင်းလဲညောင်းပြီးအမျိုးပဲစိုက်ပါတယ်အခုမျိုးဆွေးတွေနဲ့အပေါ်တွေထေးပြီးအမျိုးစိုက်တာပေါ့ကြည့်ပင်ကဒီလူမျိုးအဲ့တောင်းလို့ခြေလာပြီဆိုရင်လည်းသူရင်တော့မြေဖိုးပေးရတာပေါ့မြေဥစားတွေထေးပြီးမြေဖိုးပေးရပါစိတ်ကလေးဆိုင်ကင်းတွေကိုတွေ့တက်ရတာလွယ်တော့မလွယ်လာပါဘူးခြေကိုတော့မြဲအောင်မနေထိန်းရပါတယ်ဂျင်းဆိုင်တာကလည်းတောင်ဆောင်တွေပေါ်မှာစီစီဆိုင်ပြုတ်နေတာဖြစ်တော့ ိုလမ်းမကြောက်မနဲ့ထိရပါသေးတယ်ကျွန်တော်ဘေးကတောင်ရိုးသူမခင်ရွှေကတော့တက်တောင်တက်တာပါပဲနေမလိခင်မှာဒီတမြောင်ပြီးအောင်ဆိုပြီးတော့ပေါတုတလက်နဲ့ဂျင်းမျိုးစေ့တွေကိုဆက်ဆိုင်နေပါတယ်ခဏကြာတော့သူ့နှစ်ခုပေါ်ကရွှေတွေကိုတုံရင်အဲ့ခက်ခက်တွေကတော့အလိုပဲရှိပါတယ်မျိုးစာမထိနိုင်ဘူးဆိုတာနဲ့မကောင်းဘူးလေအဲ့လိုမျိုးပဲရှိပါတယ်ဒီပြီးခင်နဲ့ခါဆိုရင်လည်းမျိုးပဲပို့တွေကကြောက်လို့ရှိရထွန်းတော့နေမျိုးယူပါတယ်ထဝဲကြူကြူတော့ရော့ရော့ယူတာပေါ့လည်းမျိုးယူတာဤတခါတည်းပြီးခင်နဲ့ကအမမရှုံးနေတယ်ဆိုတော့ နောက်နှစ်တွေမှာဒီလိုမချုပ်အောင်ဘယ်လိုမျိုးအမကာကွယ်ဥစီစဉ်ထားလဲအဲ့ဘင်ဒီကိုအဲ့ပေါက်နေတဲ့ဘင်ဒီကိုနှုတ်နှုတ်ပေးရတာပေါ့တပိတပိနဲ့မကူးမှာအဲ့အဘင်ဒီကိုနှုတ်ပေးပြီးဆိုတာနဲ့တူပါအဲ့တပိရှိတဲ့အကုန်းနေတဲ့ဘင်ကိုမကူးတော့ဘူးလေအဲ့ဒါကြောင့်အဲ့အကိုနှုတ်ပေးလိုက်တာပေါ့ဂျင်းဆိုင်ဖို့အတွက်အဓိကလိုအပ်ချက်ကတော့မြေဩဇာပါပဲတဘာဝမြေဩဇာဟိုတာသူတို့ကအသုံးပြုတဲ့အတွက်စားသုံးသူတွေအဖို့တော့အားရစရာပါဒါပေမဲ့ဒီလိုတောင်ပေါ်တခွင်းတစ်ပြင်မှာစိုက်ပြုတ်မဲ့ ဂျင်းလုပ်ငန်းတွေအတွက်နောက်ရှိတွေကိုမြပြန့်ဒေသတွေဆင်းပြီးတော့ဝယ်ကြရတာပါ။ချမ်းပြည်နယ်ကနေကားနဲ့နှစ်ညအိတ်ခကြီးလောက်သွားပြီးဝယ်ရတာဖြစ်တယ်လို့တောင်သူကိုချက်ဆွေရပြောပါတယ်။နှစ်ချီဝယ်ဖို့အတွက်ဖျံကားစုမတနည်းတစ်ခေါက်သွားရတယ်။ကားနဲ့တော့ကားတော့တစ်စီးလူဝနဲ့ရောက်လဲ။နှစ်ချီအလေးချင်းပါတယ်တသိန်းနဲ့တော့ကားခါတသိန်းခြာနာရောက်ပေါ့။ဂျင်းဆိုင်ပြိုးပြီးတော့ပြန်တူးတဲ့အချိန်ကျရင်တရက်ကို2000ဝန်းကျင်လောက်နဲ့လုံသမားငှားပြီးတူးရပါတယ်။ ပထမတော့ဂျင်းကိုအစိမ်းရောင်းကြပေမဲ့နောက်ပိုင်းမှာဈေးကောင်းမရတဲ့အတွက်ပေါန့်ခံပြီးတော့ရောင်းရတာလည်းရှိပါတယ်အခုတူးပြီးတဲ့ဂျင်းတွေကိုအိမ်ရောက်ရင်ပေါန့်ခံအလျှောက်လှမ်းမယ်လို့ကိုရှစ်ဆွေကပြောပါတယ်ဒါကြောင့်ဘလို့ပေါန့်ခံရလဲဆိုတာသိအောင်ကိုရှစ်ဆွေရဲ့အိမ်ကိုလိုက်ကြည့်အောင်ပါဆိုင်ကြီးကနေချိုင်းဝမ်းလေးကိုဆင်းကျွတ်တုံပြူခင်းလေးကိုဖြတ်ပြီးတောင်ပေါ်တက်လိုက်တာနဲ့ကိုရှစ်ဆွေရဲ့ရှည်တန်းရှည်အင်းလေးကိုရောက်ပါပြီ 你要听厉害的，长期嘛，啥样路？路是五角嘞。过些岁月，因白马了，小康木帮他来进门的帮呢，帮了啥？帮我多安慰的路路穿的吧嘞，帮我走路表演了。ပထမအဆင့်မြေကိုတူးပြီးမြေရင်းထဲကိုဒေအိုးထဲထားတာပါအပေါ်ကဒေအိုးကိုမြေနဲ့ပြန်ဖုံးထားတော့ရုပ်တရည်ကြည့်လိုက်ရင်တောင်မို့တစ်ခုကမိခိုးတွေထွက်နေတယ်လို့မြင်ရပါတယ်ဟုတ်ပါတော့ဟုတ်ပါကြီးကျင်တူတူးပြီးတော့ဦးကင်းဦးဒေအိုးနဲ့တိုက်တိုက်ပြီးတော့အခွဲလေးလှုပ်ပြီးတော့အဲ့မှာထည့်ထည့်ပြီးတော့အနောက်ခါ ကောယူနေမြည်ပြဲနေနေပြီးတော့ဖူထားအဲ့ဒီမှာချင်းအားအဝိုင်းရထားတယ်မူပြဲတယ်အတိုင်းညာတားပြီးအဲ့လိုထဲတာဘောမုတ်ကပလက်စတိတ်မုတ်ကနေဖုံးဟောင်းမိရတော့ကိုပြုတ်ပြုတ်တလို့ထွက်ရချင်း၃ခေါ်ထွက်ရမယ်တဲ့ချင်းအား၄၀ထဲ၁၀ပြန်ရတယ်လေ၆ချင်း၆တပိတ်သာရဖို့အတွက်အစိမ်း၄ပိတ်သာလောက်လိုပါတယ်ချင်းအစိမ်းတွေကို၃နာရီလောက်ပေါင်းခံပြီးရင်၅ရက်လောက်ထပ်နေလမ်းရပါသေးတယ်ဒီလိုချက်ခံပြီးလမ်းနာနဲ့အစိမ်းရောက်လာကြတော့ဘာကွာလဲအကို စီကောင်တော့အစူရောင်းရဘူးကောင်ပေါ့အချော်အလုံးတက်တာလေလေသူကအချော်ကျွန်းအာပြီမီမီပြောက်ရတယ်နေလိုက်ရတယ်ကွာရတယ်အစူကျွန်းတူးပြင်းချင်းနဲ့တင်ပြင်းအောင်ပန်းစီတရောင်းရင်ဝင်းကျွန်းတော့စီကောင်လို့ဆိုရင်တော့အစူရောင်းဟာကောင်းလားဂျင်းဆိုင်ပြီးပြန်တူးပြီးတော့ပေါန့်ခံအလျှောက်လှမ်းတပိဒါ2000ကျော်ရဖို့အတွက်သူတို့တော်တော်အချင်းကုန်အပေမန့်ခံပြီးလုပ်ရတာပါကိုရှစ်ဆွေရဲ့အမျိုးသမီးကတော့ပေမန့်ခံရကြိုးနှက်ဖို့မျှော်လင့်နေပါတယ် ကျစရာရည်ရဲ့ချေအားတို့ဝင်ွေတူအောင်ဇောက်ဝင်နေရဲ့အဆင်ပြေရောအာပဲရှိရအောင်ကျင်းစဲလို့အမြင်လို့ရှိရင်ဟိုလူဆရာချင်းလူပြီးတော့ကိုအတွဲဟိုဆွေကျူလဲလဲလဲတာပေါ့သူတို့ပြောခဲ့သလိုပါပဲဂျင်းဆိုင်ပြိုးရည်ဟာရိုးရှင်းလှပါတယ်သူတို့ရဲ့တနှစ်တာစောင့်ဝင်နေရဲ့အတွက်ဂျင်းဟာမျောလင်းချင်းဆိုင်ခင်းလေးပါပဲဒါပေမဲ့သူတို့ငယ်စဉ်ကတည်းကတိလာတဲ့မီယိုဗလာနီးအတိုင်းဆိုင်ပြိုးနေရတာဖြစ်ပြီးဂျင်းကိုစီးပွားဖြစ်ဆိုင်ပြိုးထုတ်လုပ်ဖို့ဆိုရင်နီးပညာသက်တွေလိုပါတယ် ဒီလိုဝေးလံလှတဲ့တောင်ပေါ်ဒေသတွေမှာဒီပညာသက်တွေရောက်မလာခဲ့ရင်တော့တောင်ယူတိုင်းရင်းသားတွေရဲ့လှေကတဲ့စိုက်ခင်းလေးတွေပေါ်ကပေါတူးတန်လေးတွေကတော့ချိန်မှန်ကြနေရမှာပါကျမတို့မြန်မာနိုင်ငံသားတွေဟာတပ်ပင့်တတော်တွေကိုတံပိုးထားပြီးမီယိုဖလာစိုက်ပျိုးရေးနည်းတွေနဲ့ရှင်သန်ခဲ့ကြရတာပါ။ အညာဒေသရဲ့ရေအိုးစင်အောက်တဲခင်းထားတဲ့အထဲမှာတွေ့ရတတ်တဲ့ဂျင်းတက်လေးတွေဟာအေးပိုင်းဒေသမှာပဲရှင်သန်ကြီးထွားနိုင်ပေမယ့်တဘာဝရဲ့အချင်းအရာတွေကိုနားလည်ခဲ့တဲ့အပင်တွေကိုချစ်တဲ့လူတွေကဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်စိုက်ချင်ပြိုးချင်တဲ့စိတ်ကိုထိန်းချုပ်မထားခဲ့ကြပါဘူး။ အခုဆိုရင်တိုးတက်လာတဲ့ဤပညာပေါင်းများများစွာနဲ့နီလန်းပေါင်းများစွာကိုပိုင်ဆိုင်လာကြပြီဖြစ်တဲ့အတွက် AMIA ဝိုင်းတော်သူမဆင်မမှုအေရချင်းဆိုင်ခင်းတွေအထီသွားရောက်ပြီးရှမ်းပြည်နယ်ရဲ့ဂျင်းတန်ဘိုးပြောင်းလဲခြင်းခွင်းဆက်တာဝန်ခံကိုညင်ညီလွင်နဲ့အခုလိုပဲဂျင်းဆိုင်ပြိုးခြင်းနဲ့ပတ်သက်လို့တွေးဆမေးမြန်းတင်ဆက်ပေးထားပါရရှင်။မင်္ဂလာပါကိုရင်။အရင်ဆုံးဂျင်းဆိုင်ပြိုးရင်မျိုးကိုဘယ်လိုထမ်းရမလဲအဲ့ဒါလေးအရင်ဆုံးပြောပြပေးပါဦး။ ဂျင်းကတော့အဓိကတော့ထိမ့်သိမ့်တူလောင်တဲ့နီးကတော့ကျွန်တော်တို့မှဆိုရင်တော့အဓိက၃နီးလေးနီးလောက်ရှိရပေါ့နော်။လက်သမားလက်လိုက်လုံနိုင်တဲ့နီးကတော့သူတို့ရဲ့အိမ်မှာဒီမြေကြီးပေါ်မှာပုံမဲ့စားပေါ့။ငှပြောရွက်လေးခင်းပြီးတော့အဲဂျင်းကိုထားမယ်ဆိုရင်သူ့ရဲ့ဂျင်းရဲ့အလေးချိန်လျှော့တာတွေပြည့်ရခါဆိုရင်အဆူတက်တွေတားတွေနဲသွားတွေခန်းချောက်သွားတွေကိုအဲ့ဒီနီးကတော့လက်သမားလုံနိုင်တဲ့နီးကတော့အဲ့နီးပဲရှိရပေါ့။ဟုတ်ကဲ့တောင်သူတွေပြောတာကကြတော့လေဂျင်းဆိုင်ရင်ပိုးကြတယ်။အဲ့ဒါကိုဘယ်လိုဖြေရှင်းနိုင်မလဲရှင့်။အကိုကြံလေးပေးပါဦး။ ်ဘူးဆိုရင်တော့ကျွန်တော်တို့ကဒီရွက်ချစ်စားတဲ့ဘူးအဲ့လိုဘူးမျိုးဆိုရင် အရွက်ကိုစားတဲ့ဘိုးတွေဆိုရင်သူတို့အနေနဲ့အိမ်မှာရှိနေတဲ့ဂျင်းတွေကြက်တံပြူတွေငရုတ်သီးတွေအဲ့လိုသုံးမျိုးဆက်ပြီးတော့ရွက်ဖြန်ပုသက်ဆေးဖြစ်လဲလောက်ရင်အဲ့ဒီကဘိုးတွေကိုနိုင်တယ်။ယောဂသက်ဆေးဆိုရင်ကျွန်တော်တို့တောင်သူတွေလေလေကူကူလောက်နိုင်တာပေါ့နော်။ကိုခင်းကိုကတော့လည်းတော့တတိထားမှာပေါ့။ကိုခင်းထဲမှာပထမဦးဆုံးဒီမှာဆိုရင်အမြင့်ပုတ်တဲ့ဥစ္စာပေါ့ဥပုတ်တဲ့ဥစ္စာတွေသူတို့စီမှာတအားကြံများတယ်။ဘလို့ပြန့်နေနေဆိုရင်ပထမဦးဆုံးတပင်းအစာပြီးဝါတယ်။ဝါပြီးတဲ့ခါဆိုရင်အခင်းလိုက်ကိုသူကယောဂကူးဆက်သွားတာ။ပထမဦးဆုံးဝါဝါချင်းအပင်ကိုကျွန်တော်တို့ကနှုတ်မယ်။နှုတ်ပြီးတဲ့ခါမှာမီးရှို့ဖြတ်စည်းမယ်။မြေကြီးထဲမှာပြင်းမြုပ်ထားမယ်ဆိုအဲ့ယော ဂါတွေကိုမကူးဆက်နိုင်ဘူးဟုတ်ကဲ့ဂျင်းဆိုင်တောင်သူအနေနဲ့ဂျင်းဆိုင်မယ်ဆိုရင်ဘယ်လိုမျိုးမျိုးစားကိုရွေးချယ်တင်လဲကိုဂျင်းဆိုင်တဲ့အခါမှာတော့မြေကတော့ကျွန်တော်အရေးကြီးတဲ့အချက်တည်းမှာပါဝင်တာပေါ့အဓိကတော့မြေကိုဟိုလာတောင်သူကရွေးချယ်လိုက်တဲ့အခါမှာသူတို့ကတော့မြေအသစ်ဝင်ကောင်းတယ်အဲ့ဒါဒါသူတို့ရဲ့လွှဲမှားတဲ့ပုံစံပေါ့နော်ကျွန်တော်ဒီနေ့မှာကျွန်တော်ကဂျင်းဆိုင်မယ်ဆိုရင်ဂျင်းနဲ့သူကျွန်တော်တို့ကပဲမျိုးရင်းဝင်အပင်တွေကိုပဲပဲဖြစ်ဖြစ်ပေါ့စိုက်မယ်ဆိုရင်ဂျင်းကစားသုံးလိုက်တဲ့ပလဲဓာတ်တွေကိုအဓိကပဲမျိုးရင်းဝင်အပင်ကပြန်ပြီးဖြည့်ဆည်းပေးတာနဲ့ သူဒီမြေကတော့သူ့အနေထားတိုင်းသူဖြစ်မှာပေါ့ဥပမာဖြစ်ပေါ့ကျွန်တော်တို့ဂျင်းနဲ့ပတ်သက်ပြီးတော့ဂျားစီးနံအဖြစ်ပဲတွေပဲစင်းကုန်တွေစိုက်မယ်ပဲလိပ်ပြားတွေစိုက်မယ်ရွှေပဲတိတွေစိုက်မယ်ဆိုရင်ဥပမာအချိုးကျသွားမှာပေါ့နော်ဂျင်းကစားလိုက်တဲ့ဥစ္စာရောပဲရစားလိုက်ဆိုမြေတစ်ခါတည်းမြေပြင်မိသားဖြစ်သွားတာပေါ့ခုလိုစိုက်ပြိုးနေတဲ့မြေရိုးဖလာနီးတွေထက်ပိုပြီးအထွက်ကောင်းမဲ့ဂျင်းဆိုင်နီးလေးများရှိရင်လဲမျှဝေပေးပါအောင်ကို ဈေးနဲ့ပတ်သက်ပြီးဆိုရင်တော့ပုံမှန်သူစိုက်နေတာကပိတ်သင်ခုနှစ်ရာကိုတအီးကစားဆိုပြီးတော့သူတို့သတ်မှတ်ထားတယ်။အဲ့ဒါကိုကျွန်တော်တို့ကပိတ်သင်900လောက်နဲ့တအီးကစိုက်လို့ရတဲ့နည်းပညာမျိုးတွေအဲ့ဒါဆိုရင်သူတို့နေအထွန်းတုံးတွေပိုကောင်းမယ်ဆိုတဲ့နည်းပညာတွေကျွန်တော်တို့ကအခုချိန်မှာစပြီးတော့ဖြန့်ဖြူးနေပါအခုကျွန်တော်စီမံကိန်းရကြတာဘယ်လိုပုံစံမျိုးနဲ့မိတ်ဆက်ပေးလဲဆိုရင်တို့တပင်းဆိုင်မဟုတ်ဘဲနဲ့ကျွန်တော်စစ်ဆက်ပေါ့နော်စစ်ဆက်ပုံစံမျိုးလေးကျွန်တော်တို့ကအဲ့လိုမျိုးလေးတော့အလေးထားရှိအောင်ပေါ့ထွန်းနှုံးနေကောင်းတယ် အဲပုံမှန်ယောဂတန်းနေခံနိုင်နေဥပမာပြင်လောက်တဲ့ခါမှာနည်းနည်းနီးပညာလေးကျွန်တော်ကမိတ်ဆက်ပေးနေရလေးတော့ရှိပါခုနပြောလိုက်တဲ့ဇက်ဇက်ပုံစံဆိုတာဘယ်လိုမျိုးလဲနည်းနည်းတော့ပို့ပြီးရှင်းပြပေးပါအောင်လားကိုဇက်ဇက်ပုံစံဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုရင်တဦးနဲ့တဦးကြတော့6လက်မှတ်ပတ်လဲပါပဲဖိုခနာပုံစံစိုက်တယ်လို့ခေါ်တာပေါ့တခုနဲ့တခုနဲ့က12လက်မှတ်ချားမယ်ဂျားထဲမှာစိုက်တဲ့တခုက6လက်မှတ်ချားမယ်အဲ့ဒါကိုကျွန်တော်ကဇက်ဇက်ပုံစံလို့သုံးတာပါ မှန်ငယ်နှစ်တန်းကုန်ရမယ်နှစ်တန်းကုန်ရမယ်ဥစ္စာကိုကျွန်တော်တန်းနဲ့ပေါင်းလိုက်သလိုဖြစ်တဲ့အတွက်မြင်းနေရယူရာတွေနည်းသွားတယ်နောက်တစ်ခုကဘာလဲဆိုတော့အထွန်းနှုံးကလည်းပို့ပြီးတော့ကောင်းလာတယ်အဲ့လိုပါဟုတ်ကဲ့အခုလိုဂျင်းနဲ့ပတ်သက်ပြီးဝင်းမြပေးတဲ့အကိုအေအမိုင်ကလည်းကျေးဇူးအများကြီးတင်ပါတယ်။စိတ်ကျိုးပျော်ရွှင်ရွှေပြည်တခွင်ဂျင်းကိုရှမ်းပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းနဲ့ချင်းပြည်နယ်တို့မှာစိုက်ပျိုးကြပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့စိုက်ပျိုးမှုအများဆုံးကတော့ရှမ်းပြည်နယ်ပဲဖြစ်ပါတယ်။ ဂျင်းကိုပြည်ရင်းစားသုံးမှုအပြင်အိန္ဒိယပါကစ္စတန်တို့ကလည်းဝယ်ယူနေပြီးဂျင်းအချောက်တပိတ်တာကို2000ထိဈေးရှိနေပါတယ်လက်တလုံးမှာတော့ဂျင်းဆိုင်ပြိုးဖို့အတွက်ဂျင်းမျိုးစိတ်တွေရောင်းဝယ်သွက်နေတယ်လို့အောင်ပန်းဈေးကွက်ကတင်ပြရပါတယ်။ဥရောပဈေးကွက်မှာစားတောက်ကုန်တွေဖြန့်ဝေနေတဲ့네덜란드နိုင်ငံအခြေဆိုင် organic ကုမ္ပဏီတစ်ခုကလည်းမြန်မာပြည်က organic ထွက်ကုန်တွေကိုဝယ်ယူဖို့ကမ်းလှမ်းတဲ့အထက်မှာဂျင်းကတီးနှံတစ်မျိုးအဖြစ်နဲ့ပါဝင်လာခဲ့ပါတယ်။ ဒီလိုတင်ပို့နိုင်မှုဂျင်းကထွက်တဲ့ထွက်ကုန်အချောတွေဖြစ်တဲ့ဂျင်းချောက်တွေဂျင်းအမုံတွေအထိကုန်စီတန်ဖိုးမြင့်တင်နိုင်မှုတော့လိုအပ်နေပါတယ်ရှင်။စိုက်ပျိုးပျော်ရွှင်ရွှေကြည်တခွင် စားကဲများပေါင်းရှင်ပြီးအပင်ကောင်းအထွက်တိုးစေမယ်ရွှေတိုးအဟာရပေါင်းသက်စေစပားကဲမှာဖက်ကျဲယုံနဲ့ပေါင်းရှင်ပေါင်းလို့လုံသားပြတ်သလားကောင်းအေးစေမယ်ရွှေတိုးအဟာရပေါင်းသက်စေကျေးဇူးရှင်ဦးကြီးများရဲ့စပားကဲများအတွက်အထွက်တိုးစာမျက်နှာသစ်ဖွင့်လေးပေးမယ်ရွှေတိုးအဟာရပေါင်းသက်စေတစ်ချက်ပြည့်ယုံနဲ့တစ်ချက်ထီလို့ပေါင်းနဲ့ရှင်အပင်လဲကောင်းတဲ့ဝိဇာရာရဲ့ပေါင်းရှင်အပင်ကောင်းအထွက်တိုးအားစေဒါပါပြီ အောင်နံဝေအောင်နံဝေအောင်နံဝေမိစားရရဲ့အောင်နံဝေစိမ့်စေလန်းစေအောင်နံဝေပွင့်စေပြီးစေအောင်နံဝေမြေသားမြေလွာတာရှိကောင်းစေအောင်နံဝေသူကြီးများရဲ့ရှင်ရဲကောင်းစေအောင်နံဝေအရေးသွေးစစ်မှန်အာမခံတဲ့အစစ်မြေမျိုးစာအောင်နံဝေအချောလေးတို့စီဝါတို့လုံးအောင်နံဝေကိုစီးနဲ့စိုက်ခင်းတိုင်းမှာနှစ်ပတ်လည်သုံးနေကြပါပြီစင်မပြေဝမှုစာရာ ခုတင်ဆက်ပေးခဲ့တဲ့အစီအစဉ်ကိုကုညီပံ့ပိုးပေးပါသောဝိစာရာကမ္ပဏီလီမိတက်အားရွှေဖက်မီတာစုမှကျေးဇူးတူဝဲတင်ရှိပါရယ်ပြပိတ်တယ်များရှင် ဒီတစ်ပတ်ချင်းဆိုင်ပြိုးရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကရွှေဒေသအသီးသီးမှတောင်သူများအတွက်အထောက်အကူဖြစ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်တင်ဆက်ပေးဦးမယ့်အကြောင်းအရာတွေကိုလည်းရွှေပြည်သက်တို့အတွက်မှတ်သားစရာစိတ်ဝင်စားဖွယ်ရာများနဲ့မြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့စိုက်ပျိုးရေးကဏ္ဍကိုတဒက်တအားပံ့ပိုးနိုင်မယ့်ရည်ရွယ်ချက်တွေနဲ့စိုက်ပျိုးပျော်ရွှင်ရွှေပြည်တခွင်အစီအစဉ်လေးရနေဆက်လက်ထုတ်လွှင့်တင်ဆက်ပေးသွားအောင်ပါ။ ဒီကနေ့အစီအစဉ်ကိုတော့အစီအစဉ်တင်ဆက်သူအဖြစ်ကျမတင်စားတတ်စဉ်ကတာဝီယူတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ရှင်။အားပေးနှဆက်သူရွှေပြည်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။